ဒီကရမက်လာလေးရည်နေကရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့မှာကျောင်းထိုင်ဆရာတော်တပါးနဲ့ကပ်ပီရတို့တပ်ဖြတ်ခံခဲ့ရပါတယ်။ဒီတပ်ဖြတ်မှုကိုကျူးလွန်ခဲ့တဲ့ပြားစစ်ကြောင်းကသူတို့ကိုယ်တိုင်လုခဲ့တာဖြစ်တဲ့အကြောင်းဝန်ခံချက်ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ပြားစစ်ကြောင်းရဲ့ထုတ်ပြန်ချက်အရတော့ခုတပ်ဖြတ်ခံရတဲ့ဥဒမတာရခေါ်ဦးစင်းပိန်ကိုစစ်ကောင်စီရဲ့ဒလန်လို့ပြောဆိုထားပြီးတော့ကပ်ပီရကလည်းအတုံးချခံရပြီးစစ်ကောင်စီကိုတရင်ပေးဒလန်လုံနေတယ်လို့သူတို့ထုတ်ပြန်ချက်ထဲမှာအကြောင်းပြချက်ပေးထားတာတွေ့ရပါတယ်။ဒါပေမဲ့ဥဒမတာရကိုလူပုတ်ကိုချင်းတည်တဲ့သူတွေကတော့ ဒါစစ်ကြောင်းရဲ့ဒီထုတ်ပြန်ချက်ဟာလက်တွေ့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဆိုကြပါတယ်။ဒါအပြင်ဒီကိစ္စကိုကင်တွယ်နေတဲ့ကရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့လည်းဝေဖန်မှုတွေအများကြီးရှိနေပါတယ်။တပ်ဖြတ်ခံရတဲ့ဦးစင်းဓမ္မသာရဆိုတာဘလို့ပုံကုန်မျိုးလဲ။ဒါစစ်ကြောင်းထုတ်ပြန်ချက်နဲ့တကယ်ဖြစ်ရက်ကဘာတွေကွဲပြားမှုရှိသလဲ။ပြီးတော့ကရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ထုတ်ပြန်ချက်တွေကအငင်းပွားဖွယ်ကိစ္စတွေကဘာတွေလဲ။ဒီကြောင့်အသေးစိတ်ကိုတော့ရှမ်းကျောင်းသားများတမကဥဆောင်ကော်မတီဝင်ဂျိမ်းဝီလီယမ်နဲ့ ေးမြန်းထားပါတယ်ခင်ဗျာမယိမှုလျံမင်္ဂလာပါဗျပထမဆုံးမယိမှုလျံအကြောင်းကိုကျွန်တော်တို့နည်းနည်းမိတ်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့အာကျွန်မကတော့လက်ရှိပေါ့နော်ဒီ ရှမ်းကျောင်းနဲ့တမကမှာအလုံးလုံးနေပါတော့ရှမ်းကျောင်းနဲ့တမကရဲ့ဥဆောင်ကော်မတီဝင်တယောက်ဖြစ်ပါတယ်ပြီးရဲ့အခါမှာကျွန်တော်တို့ဒီရှမ်းပြည်မှာပါတော့ကျွန်တော်တို့ဒီရှမ်းပြည်မှာရှိတဲ့ဒီစစ်ရှောင်အရေးတွေစစ်ရှောင်အရေးပြီးရဲ့အခါမှာကျွန်တော်တို့လူအခွင့်အရေးမှတ်တမ်းလေးလာစောင့်ကြည့်ရတယ်တည်ရန်စာရအရေးစောင့်ကြည့်ရတယ်ကျွန်တော်လုပ်ပါတယ်ဟုတ်အော်လောဆေရတော့လက်ရှိရတော့ဒီစက်ကောင်စီလက်လက်ထန်နေပါတော့ကျမထွက်ပြေးတိန်ချောင်းနဲ့ကျမလည်းဒီဘလိုပြောင်းနေတဲ့နေရာမှာရှိနေရပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့အခု IEC ရဲ့ထုတ်ပြန်ချက်တည်းရဲ့နောက်ပြီးတော့ဒါဘေကုံပလဖာ ဘာကထုတ်ပြန်ချက်တွေရယ်အဲနောက်တစ်ခုကတော့ဒါပြားစစ်ကြောင်းကထုတ်ပြန်ချက်တွေအရသာပဲကျွန်တော်တို့ဒီဥဒမသားတွေနဲ့ပတ်သက်ပြီးတော့ဥစဉ်ပိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရတာပါဆိုတော့ဒါမဲ့ဒီဒေတာခံနေအမြင်မှာဥစဉ်ပိန်ဆိုတာဘယ်လိုပုံကုန်မျိုးလဲနောက်ပြီးတော့ဘယ်လိုအဆက်ဆွဲတွေအဆက်သွယ်တွေရှိတယ်လဲသူကလူတို့နဲ့ဘယ်လိုဆက်ဆံမှုရှိတယ်လဲပေါ့နော်ဒါတွေကျွန်တော်တို့မသိရပါဘူးဆိုတော့မိုက်ဂျိမ်းမွေလျန်တို့ရဲ့အဲတိထားချက်အရာပေါ့နော်ဒီဥစဉ်ပိန်ကဘယ်လိုပုံကုန်မျိုးဖြစ်တယ်လို့ပြောလို့ရတယ်ဗျဟုတ်ကဲ့ အာကျမဆရာတော်နဲ့စတိတာကတော့ကျမတို့ဒီ2021ခုနှစ်မှာပေါ့2021ခုနှစ်ဆင်အနာတိုင်ပြီးနောက်ပိုင်းမှာကျမစတိတယ်အဲ့ကာလမှာကျမတို့မမရရတော့မေလောက်ဖြစ်မယ်ထင်တယ်ပေါ့နော်ကရင်ဒီမှာတိုက်ပွဲတွေစဖြစ်တယ်တိုက်ပွဲတွေစဖြစ်တော့အဲ့မှာဆစ်ချောင်းတွေအတွက်အကူအညီတွေအများကြီးတွေတော်တော်များများနဲ့ထွက်ပြေးရတယ်ကျမတို့ UI တွေတော်တော်များများထွက်ပြေးရတယ်အဲ့ခါမှာကရင်ဒီဘက်ကိုကျမတို့ဒီဆစ်ချောင်းတွေကိုကျမတို့အကူအညီပေးရပေါ့နော်ကျမတို့ဖွဲ့စည်းနေတဲ့အကူအညီပေးရတယ်ရှိတယ်အဲ့ခါပြို့ဖို့ရှိရဲ့အဲ့ခါမှာကျမတို့ကြားထဲကညီမချိတ်ဆက်ပြီးမှဒီဘက်မှာဒီရှမ်းဘက်ကကျမတို့နေတာကြတော့ကျမတို့ချမ်းပြီးအလေ ယ်။ဟောရှမ်းပြည်ချမ်းတောင်ပိုင်းရှမ်းလယ်မှာကျမတို့ရှိကြပါဘောနော်။ဒါမဲ့ဒီကရင်ညီမျှကိုတော့ပစ္စည်းခိုင်ပို့ဖို့ကြတော့ကျမတို့ကြားထဲမှာအချိတ်ဆက်လိုလာတယ်။ချိတ်ဆက်လိုလာရဲ့အခါမှာကျတော့ဆရာတော်နဲ့စတင်ချိတ်ဆက်မိပြီးမှဆရာတော်နဲ့အဲ့မှာစပြီးအလုံးလုံးခဲ့တယ်ဘောနော်။အဲအဲ့အဲ့တည်းကလည်းဆရာတော်ဒီဟောဘောနော်။သူကတော့ဟိုတန်းတန်းဆိုသူပရာဟိတာတွေလုတ်တယ်အရင်တည်းကဘောနော်။ဒါကကျမတို့တိခါဟိုဒါတော့ကျမတို့လူပုတ်ကိုရဲ့လုံးဝရင်းရင်းနှီးဆက်တာဘောနော်။အရင်တော့လည်းဆရာတော်ကျမတို့ဒီရှမ်းလူငယ်ရှမ်းတိုင်းမှာကျမတို့တိတယ်ဆရာတော်နာမည်ကိုကြားဖို့တယ်။အဲ့တော့တော့သူကဒီဖဲခုံမှာအခြေဆိုင်မှာကျောင်းမှာအခြေဆိုင်မှာဒီဟိုက ဘယ်လိုပြောမလဲကျွန်တော်တို့ဒီရှမ်းစာပေရင်ကျင်းမှုကိစ္စကြီးလောက်တဲ့ရှမ်းစာကြီးတင်နေနောက်တစ်ခုကကြပရာဟိတာပါနော်လူငယ်မျိုးရည်ဆိုရင်ဒီမှာဖိုက်ခေါမှာကျွန်တော်တို့ဒီလူငယ်တွေကိုဒီကွန်ပျူတာတင်တန်းပေးတာတွေတခြားတင်တန်းပါနော်တင်တင်တန်းပေးရတယ်ပရာဟိတာပတ်သက်တဲ့ကျွန်တော်တို့ရေဥတုနာမျိုးတင်တန်းလို့အဲ့လိုမျိုးတင်တန်းပေးရတဲ့မျိုးတွေကိုသူကလောက်တယ်ပေါ့နော်ကျွန်တော်တို့တရားလောက်တော့ဟို တက်နိုင်ဆုံးတော့သူကဒီတန်ကာကိစ္စနဲ့ဒီလိုပရာဟိတကိစ္စပဲလုံမှာတော့ဟိုကဘာလို့ဒီလိုမျိုးနိုင်ငံရေးမှာဘသူကကောင်းတယ်ဘသူကဆိုးတယ်ဆိုတာပြောတာမျိုးတော့မရှိဘူးဒါပေမဲ့အာနာတိမ်မီဆာမှာတော့ဒီလိုမျိုးလူငယ်တွေပါတက်ခံရတာမြင်တော့သူလည်းမနေနိုင်သူဒီရဲ့အဖြစ်ပြက်တွေသူ့အရင်ရောတော့သူ့အရင်ပြက်တာ Facebook ကောက်မှာ ူ ਨੇ ဖရန့်ဖြစ်တဲ့လူဆိုသိပါမှာတော့သူတင်တာဒီမှာဖဲခေါမှာပဲမှာပဲရက်မှာ silent strike တွေလောက်တာရှိတယ်ဖဲခေါမှာဘယ်လိုမျိုးဖြစ်တဲ့အဖြစ်ပြက်တွေသူဖတ်နေမှာဒီလူငယ်ရက်တီပြီးမှသူပြောပေးရမျိုးကြီးလည်းရှိခဲ့တယ်ဟိုတမ်းမဲ့သူကလည်းဟိုတက်နိုင်ဆုံးတော့သူပရဟိတပဲလုပ်နေတဲ့ခါကျသူကလည်းဂျာမန်ညံ့အောင်တော့သူကတော့အတက်နိုင်ဆုံးတော့သူကတော့ကျွန်တော်တို့တိုးတိုးတိတ်တိတ်လုပ်တယ်မှာနော်ပေါ်တင်တော့သူကအမျိုးပဲဖတ်မှာထောက်ခံတဲ့ဆိုပုံစံပုံစံမျိုးတော့မပြောဘူးတမ်းမဲ့ဆရာတော်နဲ့ထိဆက်တဲ့လူတိုင်းညီဆက်တဲ့လူတိုင်းကတော့ဟိုကျွန်တော်တို့တိကြပါနော်ကျွန်တော်ကိုယ်တိုင်နဲ့တိတယ်အဲ့ခုနကပြောလို့ပဲအဲ့မေမှာကျွန်တော်တို့ကိုအဲ့လိုဒီဆက်ချောင်အရေးတွေဆက်ကိုရင်းနဲ့ကျွန်မနဲ့ ဆရာတော်ချက်ချင်းဆက်မိတယ်။နောက်ပိုင်းတော့ကျမကအဲ့ကာလမှာလဲကျမကဒီလိုမျိုးဟိုဟိုစစ်တဲ့အဲ sorry အဲ့လိုမျိုး အဲ့လွတ်မြောက်နေမှာပဲဒီမှာဒီမှာတင်တန်းတက်နေတဲ့နေရာမှာကျွန်တော်ရှိနေရပါတော့ရှိနေရခါမှာအဲ့မှာလိုအပ်နေတဲ့တချို့ PDF တွေအကူအညီလိုအပ်နေရရှိတယ်တခြား data PDF တွေအကူအညီလိုအပ်နေရရှိတယ်အဲ့ခါမှာကျွန်မလည်းဆရာတော်ပြောပြမိဒီမှာဒီလိုတွေတောက်ခရောက်နေလူငယ်တောက်ခရောက်နေကြတယ်ပေါ့နော်အဲ့လိုပြောတဲ့ခါမှာဆရာတော်မှလည်း तू तू ကလည်း तू ကလည်းရှိတလောက်ပေါ့နော်ရှိတလောက်ဒီမှာအာမဟုတ်ပတ်စံတလောက်တော့ရှိရဲ့အေးငါကုဝေးမယ်တလောက်ကုဝေးမယ်ဆိုတော့အဲ့လိုမျိုးကြီးကျွန်မကိုနှစ်ကြိမ်သုံးကြိမ်ပေါ့နော်ကျွန်မအဲ့လိုမျိုးကုပေးလာတာမျိုးကြီးလည်းရှိတယ်အဲ့လိုဒီတင်တန်းထက်လူတွေဟိုအဲ့မှာဆရာတော်ကနေမှာအဲ့ဒီဘသူဆိုတာ तू မမေးပေါ့နော်ကျွန်မပြောပြလို့ ော့ဒီလိုရှိရဆိုအော်အေးတော့တောက်ခါရောက်နေလားကူလာလိုက်ဆိုတော့ဘသူကိုမမေးဘူးပမာရှိတယ်မမေးဘူးဘာမှအဲ့တခုတွေသူခုမှသူစိတ်မဝင်စားဘူးသူကတောက်ခါရောက်နေဆိုတော့သူကူလိုက်တာအဲ့လိုမျိုးပဲမနော်အဲ့လိုမျိုးပဲကျမတို့လည်းအဲ့ကာလမှာကျမတို့လည်းထွက်ပြေးတိန်းချောင်ရတဲ့လူတွေဖြစ်တဲ့အခါကျတော့ကျမတို့လည်းတစ်ခါလေငွေချင်းရက်တဲ့တာရှိတယ်အဲ့လိုမျိုးဆိုရင်လည်းဆရာတော်ကကျမတို့ကိုအဲ့လိုမျိုးပို့လာပေးရပါနော်အဲ့လိုမျိုးဒီလိုမျိုးပတ်စံနေရအဲ့လိုမျိုးကျမတို့လူအပ်တဲ့တိုင်းပို့လာပေးတယ်အဲ့နောက်ပိုင်းမှာကျမတို့ဒီ2023 August လောက်မှာကျမတို့ဒီ အဲ့ကရင်ညီထဲမှာကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးလုံနေတဲ့ဒီဘောနော်အမကြီးဘောနော်ကျွန်တော်တို့ဒီရှမ်းဟိုဒီဘက်ကတော့ရှမ်းအမျိုးသမီးရေဘောနော်တို့တွေအဖမ်းခံရတယ်ရှိတယ်အဲ့အဖမ်းခံတဲ့ခါမှာလဲတို့မှာထောင်ဝင်စာခက်ခဲတခြားအဲ့လိုမျိုးအခက်ခဲကြီးကိုအများကြီးကိုလဲဆရာတို့ကသူကအချိတ်ဆက်တွေလဲရှိတဲ့ခါကျတော့တန်ခါတစ်ပိုင်းညသူ့အနေနဲ့သူကူနိုင်တာတွေကိုသူမီလန်ပေါက်ဆိုနေသူကူပေးရတာမျိုးတွေရှိရသူလှုပ်ပေးရတာရှိရဆရာတို့နဲ့အဲ့မှာစာရင်မှာချိတ်ဆက်မိရေဘောနော်နောက်ပိုင်းကျတော့ကျမဒီ2020 2023ကာလမှာရောက်တဲ့ခါကျတော့ကျမကဟိုဒီဘယ်လိုမျိုးနေတခြားတဲ့နေရာဘောနော်ကျမတို့ဒီ ဟိုနေဆက်ကိုရောက်လာတယ်ပေါ့နော်အဲ့လိုရောက်လာတဲ့အခါမှာလဲအဲ့မှာအခါကျတော့ကျွန်တော်တို့ဒီဖဲခုံမှာတိုက်ပွဲရအကြီးကျယ်ဖြစ်နေပြီဒီတော်လိုင်းတစ်ခွက်ရင်လဲစိုးမိုးတဲ့နေရာလဲစိုးမိုးနေနိုင်ပြီအဲ့ကာလမှာကျွန်တော်စစ်ကောင်စီဘက်ကလူခွင့်ရချူဟမှုတွေအများကြီးဖြစ်ခဲ့ပေါ့နော်ကျွန်တော်တို့ဒီမိုးပြဲဖဲခုံနေတဲ့ဝိုင်းမှာပြီးပင်လောင်းပေါ့နော်အဲ့ခါမှာကျွန်မကကျွန်တော်လူအခွင့်ရပနဲ့အချက်လက်တွေကိုကျွန်မကဒေတာကောက်တယ်စစ်တပ်ဒေတာကောက်တဲ့အခါမှာလဲဒီဒေတာတွေကျွန်တော်ဆရာတော်ကကိုယ်တိုင်ဆရာတချို့ဟာတွေဆရာတော်ကိုယ်တိုင်ကျွန်မကိုချိတ်ဆက်ပြီးမှပဲဘယ်ဟာတွေလောက်တာရှိတယ်ဘယ်လိုမျိုးရှိရဆိုတာဆရာတော်ကိုယ်တိုင်မှချိတ်ဆက်ပြီးမှပေးတယ်ဟိုကျွန်မတို့ကိုလဲဟိုအဲ့မှာ တာတခြားဟို तू ကကိုယ်တိုင်မပေးနိုင်တဲ့အရာဆိုတော့ तू ချိတ်ဆက်ပြီးမှ तू ပုတ်လုတ်ပေးတဲ့အရာတွေရှိရပေါ့နော်2014ခုနှစ်မှာတော့ကျမတို့ဒီတခြားဒီဟိုသူဆရာတော်လေးနဲ့ကျမနဲ့စကားပြောနေရဲဟိုဟာဘယ်လိုဆရာတော်ရဲဟိုဟာ Facebook account လည်းပြက်သွားတယ်ပြီးရခါမှတခြားတိုက်ပွဲလည်းပြင်းထန်လာမှဆရာတော်လည်းတခြားနေရာရှောင်သွားတဲ့အခါကျတော့ကျမလည်းတခြားကိုကိစ္စနဲ့ကိုဆိုဆရာတော်2014မှာတော့ကျမဆရာတော်နဲ့အဆက်တွေပြက်သွားတယ်ဒါပေမဲ့အဲ့ကြောင့်ကျမလည်းကြားရပေါ့နော်ဒီရေပေးကယ်ဆယ်ရေး2014ခုနှစ်မှာဆရာတော် ရေပေးကယ်ဆယ်ရေးလုပ်နေရဒီမျိုးစိတ်ရှောင်နေဟိုသူကကူနေရဒါမျိုးတွေတော့ကျမတို့ပြန်ပြီးမှကြား ားရတာမျိုးရှိရရှင်။ဟိုကျမတို့တီးရတော့ဆိုတော့ဆရာတော်ကဒီအများအရေးပါတော့ तू ကအဲ့လိုတခြားဒီနိုင်ဟိုဘသူဖက်ပါမှညာဆိုတော့ तू စိတ်မထားတဲ့ तू ကသူများကူရမယ်လူငယ်တွေကူရမယ်လူငယ်တွေကိုအားပေးရမယ်ဆိုရင်တော့ तू အမြဲတမ်းဒီလူငယ်တွေဖက်မှရှိမှအားပေးနေရလို့ပေါ့နော်။ဟိုကျမတို့ဝမဲ့တခြားကျမကြားရတယ်မှာတော့တို့ CDM ပါတော့ကျမတို့ CDM ကျမတငယ်ချင်းတွေရှိရဲ။တို့ရီတခြားနယ်ကိုထွက်ပြေးရတာရှိရဲ၊တိန့်ချောင်းရတာရှိရဲ။အဲ့ခါမှဆိုလဲငွေကြေးပါလို့အပ်တယ်ဆိုရဲဆရာတော်ကပဲကူညီပေးခဲ့ရရှင်။ဟုတ်။ဒါတော့ကျမတိတိလောက်ဆရာတော်အကြောင်းပေါ့နော်။ဟုတ်ကဲ့။ နောက်တစ်ခုကတော့ဥတ္တမသားရနဲ့ပတ်သက်ပြီးတော့အခုတပ်ဖြတ်ခံရနဲ့ပတ်သက်ပြီးတော့ဒီ IC ကထုတ်ပြန်ချက်တွေရယ်အခုနောက်ကဒီအာပါလာဖာပေါ့နော်ပဖေကုံပါလာဖာကထုတ်ပြန်ချက်တွေရယ်နောက်ပြီးတော့ပြားစကြောင်ထုတ်ပြန်ချက်တွေနဲ့တကယ့်မြေပြင်နဲ့တကယ့်ဖြစ်ရပ်တွေနဲ့ကွဲကွဲပြားနေလို့ကျွန်တော်တို့ကြားထားရတယ်ပေါ့နော်သိထားရတယ်ဆိုတော့အာမယိမ်မွေလျန်းကပြောပြလို့ရသလားပေါ့နော်ဒီဒီထုတ်ပြန်ချက်တွေတဲကထုတ်ပြန်ချက်တွေနဲ့တကယ့်အပြင်မှာနဲ့ဘာတွေကွဲပြားမှုရှိသလဲဗျကျွန်တော်တို့ဘယ်လောက်ထိပြောပြလို့ရသလဲ ဟုတ်ကဲ့ဟိုဟာကျမတို့သိထားတာတော့ဒီထုတ်ပြန်ထားတာ ਨੇ တော့တော့ကွဲပြားနေမှာတော့ထုတ်ပြန်တို့ရဲ့ဒီနှစ်ဖက်လုံးကထုတ်ပြန်ထားတဲ့အချက်မှာကျတော့ဟိုရဲဘော်တယောက်ကပဲဒီလိုမျိုးကျမတို့ဆရာတော်ဒီမှာတွိုင်းမဆရာတော်ကဖုံးစစ်စေးရင်းနဲ့မှစကားများရင်စိတ်မထိနိုင်လို့ရဲဘော်တယောက်ကပြစ်မှာပြတ်တက်တယ်နောက်တစ်ခုကကျတော့ဒီကပိယကိုလည်းဒီចောင်းချင်မှာတက်လာလို့ပြတ်တက်လိုက်တယ်လို့တို့ကဒီမှာပြောထားရပါတော့ဒါပေမဲ့ကျမတို့ရဲ့မြေပြင်မှာသိထားတဲ့အချက်လက်ရတော့ ဟိုပါတော့ဆရာတော်ကပြစ်ခံရတာရှစ်ချက်ရှင့်အောက်ကဟိုပါတော့ဒီကျမတို့ကပ်ပီးယားကကျမတို့ဟိုပါ6ချက်ရှင့်ဟိုပါစိတ်မထိန်နိုင်လို့လူတယောက်ကပဲပြစ်တတ်တယ်ဆိုရင်ဘောနော်လူတယောက်ကကျမတို့တကယ်လို့စကားအများကြီးရဖြစ်တယ်ဆိုကျမတို့အလုံးစုံပြစ်တစ်ချက်နှစ်ချက်ဘောနော်ကြည်စံပြစ်တယ်ဒါပေမဲ့တရာ6ချက်ပြစ်တတ်တယ်6ချက်နဲ့ပြစ်တတ်တယ်ဆိုတာတို့ပြောထားတဲ့အချက်နဲ့လဲ꽌လွဲနေဘောနော်နောက်တစ်ခုကတော့ကျမတို့နောက်ခုကိုတည်ထားရတာကအဲ့နေ့အကြောင်းပေါ်မှာကျမတို့ရှိတာကကျတော့လူစုစုပေါင်း6ယောက်ဘောနော်ကျောင်းအောက်က2ယောက်စောင့်နေအပေါ်မှာ4ယောက်တက်သွားတဲ့ကျောင်းအောက်မှာဒါပေမဲ့ဒီမှာတို့ကတယောက်ထဲကိုပဲတို့ကညှိုးဆိုထားရဘောနော် ဒီမှာဒီမောင်ဘလက်ကောနော်တို့ပြောထားတယ်မောင်ဘလက်ဆိုရင်တယောက်ကတက်သွားတယ်တိတ်မျိုးစိတ်မထိန်ချမ်းတက်သွားတယ်ဆိုပုံစံမျိုးထိုးချထားတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ရှင်ဒါဒါကျွန်တော်တို့သိရတော့ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီနှစ်ကဆရာတော်ကိုမတက်ခင်မှာတို့ပထမဆုံးအရင်ဆုံးကျောင်းပေါ်ကိုအရင်ဆုံးလာတည်းရမတက်လာတည်းရတက်လာပြီးမှစကားများရပြန်ထွက်သွားပြီးမှလူထက်ခုံပြီးမှပြန်ရောက်လာတာပေါ့နော်ဒီတော့ကျွန်တော်တို့တိထားလာတော့ဒီလိုမျိုးကြီးတော့ကွဲလွဲနေရှင်တို့ပြန်ပြန်ထားချက်မှာဟုတ်ကဲ့ ဟုတ်တမျိုးတွေညာကြတော့ကျမတို့ဟိုရွာခန့်နေပေါ့နော်ကျမတို့ရွာသားတွေရောမြင်နေရွာသားတွေရှိတက်တက်လာတာပေါ့နော်ပေဖုံးကြီးပါပေါ့ကွန်ကျမရွာသားတွေတွေ့တယ်ဟိုဖက်မတစ်ခေါက်တက်လာတယ်ဒီလိုပြီးရင်ပြန်ထွက်သွားတယ်ပြီးရဲ့အခါကျတော့နောက်ထပ်ပြန်တက်လာမှဒီလိုပြစ်သွားတယ်ဆိုတာမျိုးတော့တွေ့ရတယ်ဒါပေမဲ့အထက်မှာပါစကားများတယ်ဗာဖြစ်လဲဆိုတော့အဲ့မှာရှိနေတာကဆရာတော်ရဲ့ကပိယနဲ့နှစ်ယောက်ပဲရှိတယ်အပေါ်မှာတောင်းမှပါစကားများချက်မှလည်းဆရာတော်တပါးတည်းရှိတဲ့အချိန်ကိုသူတို့ကရောက်လာမှတော့လာပြစ်တက်သွားတယ်အဲ့ဒါကမှဆရာတော်ပြစ်တက်တန်ကြားရလို့မှဒီကပိယကပြေးလာတဲ့ပုံစံပေါ့နော်ကျမတို့ တရလောက်ဆိုတော့ပေးပေးဒီဖုန်ကြောက်ပတ်ဝန်ပေးပတ်ဝန်ကျန်တယ်တွေ့ရဒါမဲ့အဲ့ချိန်မှာဘာဖြစ်သွားတယ်ဘာဖြစ်ပြက်သွားတယ်ဆိုတော့ဘယ်သူမှလည်းဟိုဟာမသိရဘူးပေါ့နော်ပြီးရခါကျတော့ဆရာတော်ကိုတက်ပြီးရနောက်မှာကျတော့တို့ကဆရာတော်ရဲ့ဖုန်းနဲ့ပန်စာအုပ်ကိုတို့ကယူသွားတယ်ပေါ့နော်ဆရာတော်ဖုန်းဖုန်းနဲ့ပန်စာအုပ်ယူသွားတယ်အဲ့မှာကျမတို့ဒီဆရာတော်ရဲ့ Facebook အကောင့်ကိုကျမတို့ဒီတပည့်တွေတာဘကတွေကဆရာတော်တွေစီကိုစာပို့ကြတယ်အဲ့တို့ဖုန်းယူသွားပြီးနောက်ပိုင်းဆရာတော်တက်ခံရပြီးနောက်ပိုင်းမှာဒါမဲ့အဲ့ဆရာတော်ရဲ့ Facebook အကောင့်ကလည်းမီစိမ့်နေတယ်ကျမတို့ဒီစာတွေပို့သွားတဲ့အခါမှာလည်းအဲ့လိုမျိုးဒီစာတွေဝင်ပြီးမှတို့ဖတ်တာမျိုးတွေလည်းရှိရပေါ့နော်ဖုန်းက Facebook ကိုယူသွားပြီမှာအဲ့ Facebook account ထဲကနေမှာပြီးတော့ဘန်စာအုပ်လည်းယူသွားပြီเนาะဘန်စာအုပ်လည်းပျောက်နေလို့ပြောရမှာရှင်အခုလောလောဆယ်ဆိုတော့ဒီမှာကျွန်တော်သိမရှင်းတာကဖေခုံကဒီဖေခုံမျိုးကဘယ်သူ့လောက်အောင်မှရှိတာလေဗျာအခုနကကျွန်တော်တို့ပလာဖားတွေလည်းဒါပလာဖားတွေလည်းမြင်နေရတယ်ကြားနေရတယ်ပေါ့နော်အခုန IEC ဆိုတာလည်းရှိတယ်တချို့ကလည်းဒီမှာဒီစက်ကောင်စီကအဲတချို့အခြေစိုက်စခန်းတွေလည်းရှိနေသေးတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်ဆိုတော့ဒီဖေခုံဒေတာပေါ့နော်အခုဖြစ်ပြဿနာဖြစ်တဲ့ဖေခုံဒေတာကဘယ်သူ့လောက်အောင်ဘယ်သူ့ထိန်းချုပ်မှုအောင်ရှိနေလို့ကျွန်တော်တို့ ပြောလို့ရတယ်ဗျဟုတ်ကဲ့ ဖေခုံကတော့လောလောဆယ်ကျမခင်တာတော့ဒီ lack of ဟိုပါတော့ဒီလောဆယ်အုတ်ချုပ်ရေးနေမြီပါတော့တိတ်တီးရတဲ့အုတ်ချုပ်ရေးနေမြီအောက်မှာမရှိနေပါတော့ဟို IEC ဘက်ကလည်းတို့ဝင်ထိန်းချုပ်ထားနေမြီလည်းတစိုက်တစ်ပိုင်းရှိပါတော့ဒီဟိုမှာ KND ရောရောက်တဲ့တချို့နေရာနေတစိုက်တစ်ပိုင်းရှိတယ်အဲ့လိုပဲဒီကျမတို့ဒီပလာဖားကြတော့သူက NUG အောက်ကပါတော့အဲ့ဒီကျမတို့တိကြတော့ဒီဖွဲ့ပလာဖားဆို NUG အောက်ကရှိ NUG အောက်ကတက်ရင်တွေလည်းရှိတယ်ပြီးရဲ့ခါမှာဒီအခုလိုမျိုးဒီကျမတို့ပြန်စုံစမ်းတိကြတော့ပြားစစ်ကြောင်းကကြတော့အရင်ကတော့တို့ဒီဟိုပါတော့ဒီ NUG အောက်ကတက်တုံညာကြောင်းညာ6တက်ရင်အောက်မှာတို့နေတယ်ဒါမဲ့နောက်ပိုင်းကြတော့တို့ဟိုအဲ့ ကနေခွဲထွက်ပြီးမှပြားစွချောင်းဆိုတက်တက်ထွက်လာတဲ့ခါမှာတို့ဒီဘယ်သူနဲ့မှပယ်ရဲ့ COC အောက်မှာမရှိမနေဘူးဖယ်ခုံမျိုးကလည်းရှင်းရှင်းပြောတော့ဟိုစက်ကဆရှိတဲ့နယ်နေရာတွေလည်းရှိနေတယ်ပေါ့နော်စက်ကဆလည်းအလုံးစုံထိန်းချုပ်နိုင်တာလည်းမရှိသေးဘူးဆိုတော့ဟိုဖယ်ခုံမှာကကျတော့ဒီအုပ်ချုပ်ရေးရန်တရားကြီးကလုံးဝအဲ့လိုမျိုးပျို့လဲနေတဲ့ပုံစံမျိုးတစ်ခုတော့ဖြစ်နေရပေါ့နော်ဒါပေမဲ့အခုလူတက်မှုဖြစ်သွားတဲ့နေရာကတော့ကျမတို့ဒီတက်တုံညာတုံညာ6တက်ရင်ပေါ့နော်ဒီ NUG လက်အောက်ခံတက်တုံညာတုံညာ6တက်ရင်ရဲ့ထိန်းချုပ်နေမြေအောက်မှာတော့ရှိနေတယ်ရှင်ကျမတို့တရားတလောက်ကတော့ဟုတ်ကဲ့ဟိုပြားစစ်ကြောင်းကတော့နောက်တစ်ခုကတော့ပြန်မ မှာဒါတော့ကျမတို့ data ခံနေစီရနေမှာတိပြန်ပြီးတော့စုံစမ်းတိရှိရတော့ပြားစစ်ကြောင်းပါဒီဟိုဘယ်တော့ဒီဖဲခွန်မြူနဲ့ NLD ပါတီနဲ့ဘယ်တော့တို့ကညီဆက်ဆက်ဆက်တော်တော်ရို့ညီဆက်မှုရှိတယ်ဟိုဖဲခွန်မြူနဲ့ NLD ပါတီဘယ်မှာပါတဲ့အကြီးပိုင်းလူပုဂ္ဂိုလ်တွေကတို့ဒီပြားစစ်ကြောင်းစိုက်မှာထောက်ပံ့ပေးရတယ်ဒီလိုကူညီပေးရတယ်ဘယ်တော့ဒီပြားစစ်ကြောင်းစိုက်ပြီးထောင်တဲ့ချိန်မှာတမျိုးရှိတယ်နောက်တစ်ခုကကျတော့ဒီကျမတို့ဒီဟိုဘယ်တော့ NLD လို့တော့ဖဲခွန်မြူနဲ့ NLD ပြည်နယ်တော့တော့ကိုယ်စားလှယ်ဘယ်တော့တော်မေရီနိုရဲ့မောင်ကလည်းဒီပြားစစ်ကြောင်းရဲ့ကောင်းဆောင်တယောက်လည်းဖြစ်နေရတော့ကျမတို့သိရရှင့်ပြားစစ်ကြောင်းဒီဟိုဒီဒီပဲ CEO ဆီက မှာတော့မရှိဘူးဒါပေမဲ့ဟိုဖဲခုံမျိုး NLD ဖက်ကပါတီဖက်ကညီမတို့တော့ဒီကလုံးဝဒီပြဿနာကိုစပော့ထားတယ်ဆိုတော့ကျွန်တော်တို့ပြောလို့ရရရှင်ဟုတ်ကဲ့ဆိုတော့နောက်တစ်ခုကကြတော့အခုဒီ Greenie B ဂျာကလာအုပ်ချုပ်ရေးကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာပါတယ်ထုတ်ပြန်ချက်ကတော့အချက်၅ချက်ထုတ်ပြန်တယ်ပေါ့နော်အဲ့ဒီချက်ကဒီအဲ့ဒီအထက်ကအချက်နံပါတ်3နဲ့ပတ်သက်ပြီးတော့တော်တော်များများဝေဖန်ပြောဆိုနေကြတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ဒီထဲမှာဒီအချက်နံပါတ်3ကိုနည်းနည်းဖတ်ပြချင်ပါတယ်ဒါကဘာရေးထားရလဲဆိုတော့တရားမဝင်အနာသိစစ်တပ်တည်င်းပေးဒလန်ဟုယူဆသူများနဲ့လက်နက်ချဖမ်းဆီးရမိသောစစ်တုံးမှန်များကို ဥပဒေကြောင်းအရာတရားစီရင်မှုမပြုဘဲလက်လွတ်စပယ်တပ်ဖြတ်ခြင်းသည်နိုင်ငံတကာဥပဒေပြဋ္ဌာန်းချက်များနှင့်သွေဖီသည့်လောက်ရဖြစ်သည်ဆိုပြီးတော့ပြောထားတာပါဆိုဒီအချက်ကိုတော်တော်များများကဝေဖန်နေကြတော့ဘာလို့လဲဆိုတော့တနည်းအားဖြင့်ဒါကအပေါ်ကပြောခဲ့တဲ့တာဥဒမသာရတို့အပေါ်မှာအာဒလန်တို့တနည်းအားဖြင့်သွေဝိုက်ပြီးတော့ပြောသလိုမျိုးဖြစ်စီတယ်ဆိုပြီးဝေဖန်နေကြတာရှိတယ်ပေါ့နော်ဆိုတော့မရေးမှုလျန်ရဲ့ဒီအပေါ်မှာဒီထုတ်ပြန်ချက်နံပါတ်3ပုံမှာအမြင်ကဘယ်လိုရှိတယ်လဲဗျာ ဟုတ်ကဲ့အတိအကားတော့ကျမတို့စိတ်ပူရပါတော့စိတ်ပွေဆိုတာကျမတို့ဒီအခုလက်ရှိကဒီရဲ့ကိစ္စတော့တရားဥပဒေကြောင်းလမ်းရာတို့တွားနိုင်ဖို့ဒီအလူတွေကိုတက်ဖြတ်တဲ့အရေးယူဖို့ IEC ကတာဝန်ယူမယ်လို့လည်းတို့ပြောထားပါတော့မနေ့ကလည်းဒီကျမတို့ Maximum Interview မှာလည်းဆရာ Committee 2ကလည်းပြောထားပါတော့ဒါပေမဲ့ဒီကိစ္စမှာပြီးခဲ့တဲ့တို့ထုတ်ပြန်တဲ့စာမှာရောနံပါတ်1ချက်ကကျတော့ဒီလိုစာမျိုးပါတဲ့အခါကျတော့ကျမတို့ဒီဟိုဟာတကယ်လို့ဒီတရားစီရင်ရေးမှာပြည်နယ်မြင်တာမျိုးမရှိတဲ့အခါကျရင်ဒါမှမဟုတ်ပြည်သူတွေကိုယ်တိုင်ပါဝင်ခွင့်မရှိတဲ့အခါကျရင်နောက်တစ်ခုကကျတော့ကျမတို့ဒီဆရာတော်ရဲ့လက်ကင်ဖုံးပါတော့ဆရာတော်ရဲ့လက်ကင်ဖုံးပါတယ်ကျမတို့အကုန်လုံးက ဒီဘက်ဟိုဘက်ကကျူးလွန်တဲ့လူတွေလက်ထဲမှာပဲရှိနေရဆိုတဲ့အခါကျတော့ကျမတို့ဒီဒီလိုမျိုးဒီလိုနှက်ကြောင်ပေးမှုတစ်ခုဖြစ်လာမှာကြတယ်ဘာတော့ဒီထုတ်ဒီတင်အပိုက်နံပါတ်၃ချက်ကဟိုဒီဆရာတော်ကတလန်မလို့ဒီလိုလောက်ရပါတယ်ဆိုမှဒီအပြစ်ကိုပေါ်လျှော့လိုက်တာမျိုးဒါမှမဟုတ်ရင်ဒီကျူးလွန်တဲ့လူကိုအကုန်လုံးကိုအမဖော်ထုတ်ပဲနဲ့ပေါ့နော်ကျမတို့ဒီတယောက်နှစ်ယောက်လောက်ပဲကျမတို့ထိုးကြွေးမှာကာပါယူလိုက်ပါမျိုးဖြစ်လာမှာတော့ကျမတို့စိုးရိမ်နေပေါ့နော်နောက်တစ်ခါကျတော့ဒီအချက်ကိုလည်းဟိုတကယ်ကျတော့ဟိုဒီတကယ်တော့ဒီအချက်က တခြားကြီးရွက်ချက်နဲ့ဆိုရင်ရှင်းရှင်းလင်းလင်းဒီတက်ပို့ရှင်းလင်းတဲ့ဟာမျိုးတို့ထည့်ရေးတင်နေမှာဒါပေမဲ့ဟိုဆရာတော်ဒီလိုဟိုတက်တေထောက်တာတက်တေအခုချိန်ကြီးတက်တေထောက်ထားမပြနိုင်မဲနဲ့ဒီလိုပုံစံမျိုးပြောတာမျိုးကလည်းဒီတေတဲ့လူရဲ့ကုန်သိခါကိုစော်ကားရရောက်တယ်လို့လည်းကျွန်တော်တို့မြင်နေရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျဆိုတော့မန်းရင်းမှုလျန်တို့အနေနဲ့အခုကိစ္စအပေါ်မှာအခုတက်ဖြတ်ခံတဲ့ကိစ္စအပေါ်မှာဘလို့ဖြစ်စေခြင်းတယ်လေဗျဘလို့သဘောထားရှိတယ်လေဗျ ဟုတ်ကဲ့အတိအကတော့ကျမတို့ဒီလက်ရှိမှာတော့တကယ်လှုပ်တဲ့လူတွေကိုကျမတို့တာဝန်ယူတာဝန်ခံမှုနဲ့ရှင်းစေချင်တယ်ပေါ့တကယ်လှုပ်တဲ့အခုအခုချိန်မှာလည်းတို့ကတယောက်တည်းကိုပဲတို့ပြောထားတယ်ဒါပေမဲ့တကယ်လှောက်တာတော့တယောက်တည်းမကဘူးနော်နောက်တစ်ခုကကျတော့ကျမတို့တိထားတဲ့လောက်ကကျတော့ဒီဟိုဖဲခုံနယ်ထဲမှာပေါ့နော်ကျမတို့ဒီပြားစစ်ကြောင်ဖဲဟာဒီမှာပါတဲ့တချို့တက်ဖွဲ့ဝင်နေတယ်တို့ဒီလိုကျူးလွန်ခဲ့ရပေါ့နော်ဒီဆရာတော်တယောက်တည်းမဟုတ်ရှေ့မှာကျမတို့တတင်းမထွက်ခဲ့ပဲနဲ့ဒီလိုမျိုးဖြစ်ခဲ့တဲ့ဟိုမျိုးပြဿနာတွေကျမတို့အမှုတုံးခုလောက်တော့ရှိရပေါ့နော်ဒါတော့ကျမထုတ်မပြောတော့ဘူးကျမစီမှာဟိုဒါတော့ကျမတက်တဲ့တချို့ကိစ္စတွေမှာပြန် များစုံစမ်းဆဲမလို့ကျွန်မတို့ကပြောဒီလိုမျိုးကြီးအများကြီးဖြစ်လာတာမျိုးကြီးရှိရဲအဲ့ခါမှာရှေ့ဆက်ပြီးတော့လဲဒီလိုလူတယောက်ကိုပေါ့နော်တကယ်လို့အခုချိန်မှာဒီပါဝင်တဲ့လူတွေကိုစံပြအနေနဲ့အေးမယူဘူးဆိုရင်ဟိုလူတိုင်းလူတိုင်းကိုတက်လှမ်းပေါ့နော်ဒီတယောက်ကပြောလို့သူတယောက်ကဒီ ဒီဥမာကျမကျမကလူတယောက်ကိုတန်လှန်လို့ပြောလို့ဒီတယောက်ကတက်ရမယ်ဆိုပုံစံမျိုးဖြစ်လာမယ်ဆိုရင်ကျမတို့ဒီတော်လန်ရေးအသက်လည်းညနာလာနိုင်နေအောင်ကျမတို့စိတ်ပူတဲ့အဲ့တော့ကျမတို့အနေနဲ့ဒီပါဝင်ပတ်သက်တဲ့လူတွေအကုန်လုံးအရေးယူစေချင်တယ်ပြီးရခါမှာကျမတို့ဒီစစ်ကြောင်းရဲ့တာဝန်ခံနေဘောတော့တာဝန်ခံနေကိုလည်းကျမတို့တာဝန်ယူမှုတာဝန်ခံမှုရှိစေချင်တယ်ဘောတော့ကျမတို့ဒီဟိုအရေးယူရလို့ကိုလက်အောင်နေတာတရားဝါဒီကိုအမှုကိုကျူးလွန်နေဖြစ်တယ်ဆိုရင်ဒီအဟိုဟာဒီရဲ့ကိုယ့်ရဲ့ဒီကောင်းဆောင်နဲ့တာဝန်ခံမှုရှိရမှာပဲဘောတော့ဒီတော့ကျမတို့ကျမတို့အနေနဲ့ဟိုပါဝင်တဲ့လူတွေအားလုံးကိုဘောတော့ကျမတို့ပြည်သူတွေမှာပွင့်ပွင့်တင်တင် င်းနဲ့ကျမတို့အရေးယူပေးစေချင်တယ်အဲပြီးရဲ့ခါမှာကျတော့ကျမတို့ဒီဆရာတော်ရဲ့ဂုံတိတ်ခါဆိုကားတဲ့ဒီလိုစကားမျိုးပေါ့နော်ဒီလိုမျိုးပြောတဲ့ဒီတလန်လို့မတက်တဲ့ဆွဲပုံစံမျိုးတွေတက်တယ်ကျမတို့ဖြည့်ရှင်းချက်လည်းပြန်လို့ချင်းတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဘက်ကတော့တခြားထရီထူးထူးမေးစရာမရှိတော့ပါဘူးအရေးမှုလျံထည့်ပြီးတော့ဖြည့်ပြီးတော့ပြောချင်တာမျိုးရှိရင်ပြောလို့ရပါတယ်ဗျာ ဟုတ်ကဲ့ဟိုကျမဖြစ်ပြီးပြောချင်တာကကျမတို့အနေနဲ့အခုဒီကိစ္စကဘာသာရေးလူမျိုးရေးအရာကျမတို့အနေနဲ့ဒီလူမျိုးသားတွေကိုဟိုဖိအားပေးပြီးထုတ်ပြောနေရမျိုးလည်းမဟုတ်ဘူး။နောက်တစ်ခါကျတော့ကျမတို့ဒီဟိုကိုယ်ဒီဒီလူမျိုးကျမတို့အနေနဲ့ပုံရိပ်မှဟိုအနာရှင်တော်လန်နေတဲ့သူအချင်းချင်းပုံရိပ်မှဒီလိုချင်းပြက်တနာတက်ရတော့ကျမပုံရိပ်မှမလိုလားဘောနော်ဒီတကယ်နဲ့တချိန်မှာတခြားဟိုတစ်ဖက်ကလည်းဒီထွက်တော်လန်ကျမတို့ခုဖြစ်နေတဲ့ဒီဖဲကွန်ပျူတာမှာရှယ်ကျမအဖွဲ့အစည်းတွေကလည်းဟိုဒီတော်လန်ရေးအတွက်အလုံးရှုပ်နေရမယ်စစ်ကောင်စီကိုတိုက်ထုတ်ဖို့တော့ကျမတို့အနေနဲ့စူးစမ်းနေရမယ်ကျမတို့လည်းဟိုကိုယ်အလုံးနဲ့ကိုယ်ဒီစစ်ကောင်စီရဲ့ကိစ္စ ာတွေစက်ကောင်စီကိုပြမတို့ဟိုလှုပ်ဆရာတွေပေါ့နော်ဒီပတ်သက်မှာသူရဲ့ရွာစဝတ်မှုကျိုးလွန်နိုင်ပတ်သက်လှုပ်ဆရာအများကြီးရှေ့ဒါပေမဲ့ဒီချိန်မှာဒီလိုအချင်းချင်း ဘလို့ကျမတို့ဒီလိုမျိုးဖိအားပေးနေရတာပြောဆိုနေရတာကျမတို့တက်ပုံမှာဟိုဝမ်းနေဆရာကောင်းတယ်မကျမတို့အနေနဲ့အတိအကျပြောချင်တာတော့ဆရာဆရာတော်တို့ဒီလိုပြောတာကျမပေါက်တာပါတာမလို့ဒီရှမ်းလူမျိုးမလို့ဆိုတာမျိုးမဟုတ်ဘူးဒီလိုမျိုးဟိုမတရားညင်တာမျိုးခံရတဲ့ကျမတို့ရဲ့လေစာရတဲ့ကျမတို့ဘာလို့ဒီမတို့ဟိုတုံနေရဲ့ကောင်းဆောင်တရားတို့ပြန်ကျမတို့အနေနဲ့ဒီဟာဟိုဟိုတရားမျှတမှုရဖို့တောင်းဆိုတာဖြစ်တယ်ဘောနော်ဒီဒီတရားမျှတမှုဖြစ်လဲကျမတို့ဒီဆရာတော်နဲ့ဟိုဒီလိုမျိုးမဖြစ်အောင်လေအကုန်လုံး why women and youth ရပဲဖြစ်ဖြစ် IEC ရပဲဖြစ်ဖြစ်သက်ဆိုင်ရာနေအမြင်ခံတက်ရင် နေရာပဲဖြစ်ဖြစ်အကောင်လုံးပါဝင်ပြီးမှလောက်ဆောင်ပေးဖို့ကျမတို့เนี่ยတောင်းဆိုရဲလို့ထပ်ပြီးဖြည့်ပြောချင်ပါရှင့်